မဟာတတိပဋ္ဌာနာတုတ်အခုကတော့တက်္ဆာပိုင်းတက်္ဆာလေးပါးကိုဆင်ခြင်ခြင်းအပိုင်းနဲ့ယဟန်တို့တဖန်ထုတ်ပြန်လဲယဟန်သည်အရိယတက်္ဆာလေးပါးသဘောတရားတို့၌သဘောတရားတို့ကို အချင်းချင်းရှုလေ့ရှိသည်ဖြစ်၍နေ၏ ယဟန်တို့အပေသို့လည်းယင်ယဟန်သည်အရိယသစ္စာ၄ပါးသဘောတရားတို့၌သဘောတရားတို့ကိုအချင်းချင်းရှုလေ့ရှိသည်ဖြစ်၍နေစနည်းယဟန်တို့ဤသာသနာတော်၌ယဟန်သည်ဤကဒုက္ခတည်းဟုခုံမှန်သည့်အတိုင်းသိ၏ဤကဒုက္ခဖြစ်ကြောင်းတည်းဟုခုံမှန်သည့်အတိုင်းသိ၏ဤကဒုက္ခချုပ်ရာတည်းဟုခုံမှန်သည့်အတိုင်းသိ၏ဤကဒုက္ခချုပ်ရာ ဒုက္ခချုပ်ရာသို့ရောက်ချောင်းအကျင့်ဒီဟုဟောမှန်သည့်အတိုင်းသိ၏သစ္စာကံကတော့အကျက်တဝင် ခေါ်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့တာဖြည်းဖြည်းပဲနာကြားကြည့်ရအောင်ဒီမှာသူကလာတာကဒုက္ခသစ္စာကဤကဒုက္ခဒီဟုဟောမှန်သည့်အတိုင်းသိတယ် အဲ့ဆိုဒုက္ခကိုသိပုံသိနည်းကအမျိုးမျိုးရှိနေတာပေါ့ဟုတ်မှန်သည့်အတိုင်းသိတဲ့ဟာကိုသစ္စာသိလို့ခေါ်တာဒုက္ခဤဖြစ်ကြောင်းဒီဒါကတော့ဒုက္ခဖြစ်ကြောင်းပဲလို့ဟုတ်မှန်တဲ့အတိုင်းသိတာဒါကဒုက္ခချုပ်ရာဒီလို့ဟုတ်မှန်တဲ့အတိုင်းသိတာဤကဒုက္ခချုပ်ရာသို့ရောက်ကြောင်းအကျင့်ဒီလို့ဟုတ်မှန်တဲ့အတိုင်းသိတာအဲ့ဒီဒီအတိလေးတွေကို ဒါပထမဦးဆုံးသစ္စာလေးပါးမှာဟုတ်မှန်သည့်အတိုင်းပါတယ်ရိုးရိုးသိတာမဟုတ်ဘူးသူကဟုတ်မှန်သည့်အတိုင်းသိတယ်အဲ့ဒါဆိုဒုက္ခကိုဟုတ်မှန်တဲ့အတိုင်းသိရမယ်လို့ဆိုလိုတာအဲ့ဆိုဒုက္ခဆိုတာဘယ်လိုဟာလဲနာနောက်ကျရင်တော့အကျက်တဝင့်လာမယ်ပေါ့ဟုတ်မှန်တဲ့အတိုင်းသိပုံလေးလဲနောက်ကျရင်အကျက်တဝင့်လာမယ် အဲ့ဆိုတော့အကျက်တဝင့်လာမှပဲဟိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်အောင်ဖြည့်ရှင်းပေးပါမယ်။အဲ့ဆိုဒီမှာဆက်ပြီးတော့ပြောပါတယ်ဒုက္ခအရိယသစ္စာယဟန်တို့ဒုက္ခသစ္စာဟူသည်အဘယ်နည်းတဲ့ဒုက္ခသစ္စာဆိုတာဘလို့ဟာခေါ်သလဲဆိုရင်ဇာတိစီလဲဒုက္ခတိဇရာစီလဲဒုက္ခတိမရဏစီလဲဒုက္ခတိ သောကပရိဒီဝဒုက္ခဒေါမနတဥပါယတတို့သည်လေဒုက္ခတိမချက်ခင်မနှက်တဲ့မနှက်တဲ့လူပဲတို့နဲ့တွေ့ဆုံပေါင်းဖော်ရခြင်းသည်လေဒုက္ခတိချက်ခင်ချက်နှက်တဲ့လူပဲတို့နဲ့ကွဲကွာကွေကွင်းရခြင်းဟာလည်းပဲဒုက္ခတိအလိုရှိသည်ကို မရခြင်းသည်လေဒုက္ခတိအကျဉ်းချုပ်အဖြစ် ဥပါဒံနဲ့ခန္ဓာ၅ပါးတို့သည်ဒုက္ခတည်းတဲ့ဒုက္ခဒုက္ခသစ္စာဆိုတဲ့ဟာကိုဖရာကဒီဒါကိုပြောတယ်ပေါ့အဲ့ဒီမှာဇာတိဆိုတာဘလို့ဟာလဲအဲ့မှာအရင်ဆုံးဆုံးပြောတယ်ပေါ့ဇာတိစီတဲ့ယဟန်တို့ဇာတိစီအဘယ်နည်းထိုထိုတတ္တဝါတို့ဤထိုထိုတတ္တဝါအစုအပေါင်း၌ ရှေးဥစွာ ဖြစ်ခြင်းပြည့်စုံစွာ ဖြစ်ခြင်းအမိဝမ်းတွင်ဥက္ကွန်တွင်သို့တက်ဝင်ခြင်းကိုထင်ရှားဖြစ်ခြင်းခန္ဓာကိုယ်ဤထင်ရှားခြင်းထင်ရှားဖြစ်ခြင်းအာယရဏတို့ကိုယခြင်းယန်းတို့ဤတရားသဘောကိုဇာတိဟုဆိုအပ်၏ဇာတိဆိုတာဘလို့ဟာလဲဆိုရင်သူကကျွန်တော်တို့ကဇာတိဒုက္ခလို့ပြောရင် ကလေးမွေးတာလောက်ကိုပဲဟိုကျွန်တော်တို့ကလူပြင်းမှာကိုလူပြင်းမှာဆိုရလူတွေကလေးမွေးတာကိုစားတိလို့ဒီလောက်ပဲသိကျင်တာလေဒီလောက်ပဲဘောင်ခတ်ပြီးသိထားတာဒါပေမဲ့ဇာတိကိုသိရမှာကအဲ့ဒါလို့မဟုတ်ဘူးတဲ့ကိုသိကျင်တယ်လို့သိထားတာမျိုးမဖြစ်ရဘူးထိုထိုတတ္တဝါတို့ဤထိုထိုတတ္တဝါအပေါင်းအစု၌ ရှိဥစွာဖြစ်စဉ်ပြည့်စုံစွာဖြစ်ခြင်းအမိဝန်းတင်းကိုသက်ဆင်းခြင်းကိုထင်ရှားဖြစ်ခြင်းခန္ဓာတို့၏ထင်ရှားဖြစ်ပေါ်ခြင်းအာရဏတို့ရခြင်းဆိုတော့အဲ့တော့ तू ကကောင်းတာလို့လည်းမပါဘူးဆိုးတာလို့လည်းမပါဘူးဖြစ်စဉ်ကိုမြင်ရမှာ तू ကဇာတိဒုက္ခကိုမြင်ရအဘရလူတယောက်ကသေသွားတယ်လူတယောက်ကသေသွားတယ်ဆိုလို့ရှိရင်သူနဲ့တန်နဲ့ဇာတိရတယ်ထားပါတော့ အဲ့ဒါကြောင့်သူနဲ့တန်ရာတန်ရာတတ္တဝါတို့နဲ့ပေါင်းရမှာဖြစ်တဲ့အတွက်ကြောင့်တတ္တဝါတို့ဤထိုးထိုးတတ္တဝါအပေါင်းအစု၌ရှေးဥစွာ ဖြစ်ခြင်းလို့ဆိုလိုတာ။ကံဆက်တဲ့နေရာကိုသွားပြီးတော့အပေါင်းအပေါင်းဖွဲ့ရှိတဲ့တရဝါတွေတဲကိုသွားပြီးတော့ပထမဥဆုံးစစဥဖြစ်တဲ့သဘောတရားကိုဇာတိလို့ခေါ်တာတဲ့။အဲ့ဒါကျွန်တော်တို့ရဲ့စိတ်ထဲမှာဇာတိဒုက္ခဆိုလို့ရှိရင် မကောင်းဘူးတော့ မုံနေတော့မကြိုက်ဘူးတော့ဒီအိဗယ်တွေပါတယ်ဒါကတရားဘက်ကကြည့်ရင်တရားလိုလိုနဲ့မကြိုက်တဲ့ဒေါသဘက်ကကြည့်တာဒါဒေါမနတလို့ခေါ်တယ်နောက်ပြီးတော့အော်ကလေးရကျင်တဲ့လူတယောက်ကပြိဿံဒီကလေးလေးနေလာတယ်ဗိုက်ထမကလေးဆိုအမလေးဒါရွှေတုံးရွှေကလေးသားယရနာလေးသမီးယရနာလေးဆိုတော့အဲ့ဒီဇာတိကိုပဲအဘိဇာဖြစ်ပြန်တယ် အဘိဇာဒေါမနတကင်းကင်းနဲ့ဖြစ်စဉ်တစ်ခုကို မြင်ကြည့်ပါတဲ့အဲဇာတိဟိုဒီသစ္စာလေးပါးကသစ္စာကို မြင်ပုံမြင်နည်းကိုပြောနေတာသူကသစ္စာလေးပါးကိုမြင်ကြည့်တဲ့အခါကျတော့တတဝတစုတစ်ဖွဲ့ရှိကစွန့်ပြစ်လိုက်တဲ့အခါမှာကျွန်တော်ကဒီဘဝမှာသေလူဘဝစွန့်ပြစ်လိုက်တဲ့အခါမှာထားပါတော့ပြိတ္တာဘဝရောက်တဲ့ဆင်ပြိတ္တာဆိုတဲ့တတဝအပေါင်းဖွဲ့တဲ့ကိုစစဥသွားဖြစ်တာ အဲအဲ့ဒီအတိုင်းပဲဘယ်တယောက်ကသေတယ်နတ်ဖြစ်တယ်တယောက်ကသေတယ်မြမဖြစ်တယ်တယောက်ကသေတယ်ငရဲကြတယ်စသဖြင့်ဖြစ်စဉ်တစ်ခု ပထမဥဆုံးအစဥဆုံးဖြစ်စဉ်တစ်ခုကိုပြောနေတာထိုထိုတတ္တဝါတို့ဤထိုထိုတတ္တဝါအပေါင်းအစု၌ရှိဥစွာဖြစ်ပေါ်ခြင်းဒီလိုပြောတာအဲ့ဒါကိုဇာတိလို့ခေါ်တာဆိုတော့ तू ကဇာတိဒုက္ခကိုဟုတ်တိုင်းမှန်စွာသိဖို့ဆိုလို့ရှိရင် အဘိဇာလည်းမပါနဲ့ကောင်းတယ်ဆိုတာလည်းပဲမပါနဲ့ဆိုးတယ်ဆိုတာလည်းမပါနဲ့ကိုယ်တွေလည်းမဟုတ်ဘူးသူတွေလည်းမဟုတ်ဘူးတတဝတယောက်သေးလို့တတဝတယောက်ကန်ဆက်တဲ့နေရာမှာစဆဟုသွားဖြစ်တဲ့သဘာဝဖြစ်စဉ်ကြီးတစ်ခုပဲလို့မြင်တာနားလေတာအဲ့ဒါကိုဟုတ်တိုင်းမှန်စွာသိတယ်လို့ခေါ်တာဒုက္ခသစ္စာဟုတ်တိုင်းမှန်စွာသိတယ်ဆိုတာအဘိဇာ ဩသာယရဏလေးသမိယရဏလေးဆိုတဲ့အစွဲနဲ့ပြိဋ္ဌံတွေကိုအစွဲနဲ့ချုပ်ကင်လိုက်တာလည်းမဟုတ်ဘူးကောင်းတယ်ဆိုတဲ့အစွဲနဲ့ချုပ်ကင်လိုက်တာလည်းမဟုတ်ဘူးဆိုးတယ်ဆိုတဲ့အစွဲနဲ့ချုပ်ကင်လိုက်တာလည်းမဟုတ်ဘူးအကောင်းအဆိုးလွတ်ပြီးတော့ဩခန္ဓာတွေတစ်ခုချင်းတစ်ခုချင်းဆက်ဆက်နေတဲ့ခန္ဓာတွေကတစ်ခုချင်းတစ်ခုချင်းဖြစ်စဉ်လေးပဲဆိုတဲ့အပေါ်မှာမြင်ခြင်းကိုဒါပထမဦးဆုံး ဘာခွာလဲဆိုတော့ဟုတ်တိုင်းမှန်စွာသိတယ်ဆိုတဲ့အမှန်တိုင်းသိတယ်ဆိုတဲ့အတိတ်ပဲဆိုတော့အဲ့ဒါဆိုဇာတိကိုအမှန်တိုင်းသိတယ်မသိဘူးလို့သိခြင်းရင် ကိုယ်စိတ်ထဲမှာဇာတိကိုကောင်းတယ်လို့လည်းမပါဘူးဆိုးတယ်လို့မပါဘူးကိုယ်ဇာတိသူ့ဇာတိကိုမြင်ရတဲ့ဇာတိတင်မဟုတ်ဘူးတတဝါတကောင်တည်းဆိုတော့ဟိုပိုးကလေးတွေကစလို့ပိုးကလေးတွေကစလို့တရဝါလေးတွေဖြစ်သေးသေးလေးဖြစ်ဖြစ်ကြီးကြီးဖြစ်ဖြစ်ပေါ့မြူမြောက်လောက်ပဲဖြစ်ဖြစ်ပေါ့ ဖြစ်တဲ့ဟာသူနဲ့တန်ရတန်ရတတဝါစစဦးပထမဦးဆုံးစပြီးတော့ဖြစ်ရတာဒီဘက်ကသုတိဒီဘက်ကပရိသန်တွေပဲအဲသုတိနဲ့ပရိသန်တွေကြားထဲမှာတဆက်တဆက်တဲ့ဖြစ်စဉ်တစ်ခုအနေနဲ့နားလေသွားတာအဲဆိုတော့ဇာတိလို့ပြောလိုက်ရင်ကိုယ်တွေသူတွေနဲ့ကြားထဲမှာခြားပြီးကိုမြင်မှုတဲ့မွေးဖွားခြင်းတွေကိုမြင်နေရတာမျိုးမဟုတ်ဖဲနဲ့ဇာတိဆိုတာဖျားမြင်တော်မူတဲ့ ဖြစ်စဉ်တစ်ခုကိုပဲနားလည်ရမှာအဲအဲ့ဒါဆိုလို့ရှိရင်ဇာတိဒုက္ခကိုဟုတ်တိုင်းမှန်စွာသိတယ်လို့ပြောရမှာဇာတိမှန်စွာဇာတိဒုက္ခကိုဟုတ်တိုင်းမှန်စွာသိတယ်ဆိုတာကိုထင်ထားတဲ့အခြေအနေမျိုးကိုသိနေတာမဟုတ်ဘူးကိုအထင်မပါဘူးကိုထင်ထားတဲ့အခြေအနေမျိုးကို မသိဘဲနဲ့ ဖြစ်စဉ်တစ်ခုရဲ့အခြေအနေအမှန်ကိုသိခြင်းကိုဇာတိဒုက္ခကိုသိတယ်လို့ဒါအချင်းချုပ်ကလေးအဲ့လိုတော့မှတ်ထားအဲ့ဒါကိုဇာတိဒုက္ခလို့ခေါ်တယ်ဇာတိဒုက္ခကိုဟုတ်တိုင်းမှန်စွာသိတယ်ဟုတ်တိုင်းမှန်စွာသိသည်ဟုတ်မှန်သည်အတိုင်းသိတယ်ဆိုတဲ့အဓိပ္ပာယ်လေးရဲ့ဟာကအဘိဇာမပါဘူးဒေါမနတမပါဘူးဘာမှမပါဘဲနဲ့ဒီဖြစ်စဉ်ကိုသိတာ